ကဲဒါကတော့ကျွန်တော်ရမိတ်ဆွေတို့လာအိတ်မယ်ဆိုရင်ဒီလိုမျိုးတဲလေးတွေအိတ်ရမှာဖြစ်ပါတယ်အိန္ဒာရှိတယ်ဗျအိတ်ခမ်းရှိတယ်ဒါကတော့ထမင်းစားတဲ့နေရာပေါ့ဗျာနော်အဲဒါကတော့ကျွန်တော်တို့ကရင်လူမျိုးတွေရဲ့ရိုးရဓလိတွေပေါ့ဗျာနော်ခဲတွေရှိတယ်တကောက်တွေရှိတယ်ထုံတွေရှိတယ်ပေါ့ဗျာနော်ခမောက်တို့နောက်နောက်ချိုက်မဟုတ်ပလိုင်းအဲ့လိုမျိုးလေးတွေရှိတယ်ဗျာနော်မင်္ဂလာပါဒီနေ့ကျွန်တော်ကရင်ရွာတနေရာမှာ ရောက်ရှိနေတာဖြစ်ပါတယ်ဒါကတော့တို့လာတဲတဲ့နေရာပေါ့ဗျာနော်မြို့ပြမှာနေပြီးတော့ညင်းဝေးနေတဲ့လူတွေအတွက်ပေါ့ဗျာဒီလိုမျိုးဘင်္ဂလိုတွေဘင်္ဂလိုလာဟုံးစတေးလာမကြည့်တော့ပါဗျာအဲ့လိုမျိုးလောက်ထားပေးတာတွေရှိတယ်ပေါ့နော်ဒါကတော့ဒီကတိလေတွေပေါ့ဗျာနော်ကျွန်တော်တို့ ဝင်သွားကြည့်လို့ရမယ်ထင်တယ်ပြန်တော့နည်းနည်းလေးဝင်သွားကြည့်လိုက်မယ်ပြန်တော့တို့ပေးလာလားမပေးလာလားတို့မပြောတတ်ဘူးပြန်တော့အဲ့လိုမျိုးလေးတွေရှိပါတယ်တော်တော်လေးကိုလှတယ်ပြန်တော့ပန်ရှင်လည်းတရားမှမတွေ့ဘူးကျွန်တော်တို့ဟိုဘက်ကနေချီးဆင်းလာမယ်ဆိုအရန်လှတာပြန်တော့စပားတွေကတော့အတီးထွက်ကုန်ပြီပြန်တော့ဟိုဘက်မှာဆိုပြောင်းဘူးပြောင်းဘူးဆိုက်တယ်ထင်တယ်နော်ခုနကျွန်တော်ဒီမှာလူတယောက်တွေ့လိုက်တယ်ဘယ်ရောက်သွားလဲမသိတော့ဘူးအိုမချူပတ်တီအဝပါဟမ်မီဖဲနေတနာရှာလိုက်ဩတရန်မီပေါတောအိုလောကောပါ เอาฮาเราก็ปลาบอกเขาปลาอ้วนเย็นาะ ပတနေတဲ့ဘဘလေလောဟာရနေရကစဲလာနော်တွလေလို့ရတယ်တဲ့ဗျာနော်အဲ့ဒါရှိတဲ့တဲမှာဆိုရင်တော့တက်လို့မရဘောဗျာနော်အဲ့ဒါမရှိတဲ့တဲတွေမှာဆိုရင်တက်လို့ရတယ်တဲ့ဗျာနော်မရည်တရားလေးတွေနဲ့နော်အလားနေရောပဲဗျာအိုးရှယ်ပဲနော်ဒါတော့ကရင်တဲလေးတွေဘောဗျာနော်အင်ဖက်နဲ့မိုးထားတယ်ဗျာနော်ကျွန်တော်တော့ပြပေးမယ်နော်ကျွန်တော်မိတ်ဆွေတို့အတွက်အဲဒါတော့ကျွန်တော်တို့ကရင်လူမျိုးတွေရဲ့ရိုးရဓလိတွေဘောဗျာနော်အခုဒီလေတွေမှာတော့ဒါနဲ့တော့မလောက်တော့ဘူးဗျာနော်ဒါပေမဲ့နောက်လာနောက်သားတွေ အဲမြင်နိုင်အောင်ဆိုပြီးတော့လှုပ်ထားပေးတာရှိပါတယ်ဒါတော့ထဲတွေရှိတယ်တကောက်တွေရှိတယ်ထုံတွေရှိတယ်ပေါ့ဗျာနော်ခမောက်တို့နောက်နောက်ချိုက်မဟုတ်ပလိုင်းအဲ့လိုမျိုးလေးတွေရှိတယ်ဗျာနော်ဒါတော့ကျွန်တော်တို့လာနားမယ်ဆိုရင်တယောက်ကို900ပေးရတယ်ဗျာနော်ညဆိုရင်လည်းသမင်းကျွေးတယ်မနေ့ဆိုရင်လည်းသမင်းကျွေးတယ်အစားအတောက်ကတော့ဒီတောင်ပေါ်ဒေသအစားအတောက်ပေါ့ဗျာနော်တူ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 တော့မရှိဘူးပေါ့ဗျာနော်မြေုပ်တီထောင်းတွေကျဲဥကြော်တွေဟင်းကြိုတွေဒါပဲရမယ်နော်တော်တော်လေးကိုလှပါတယ်ဗျာဒီနိုင်ငံကတော့တော်တော်လေးကိုလှုပ်တတ်ပါတယ်ဒီလိုကတော့โอ้เตเรียอมายอยู่เว้ยชื่อเลยเปียเนาะ တဲလို့မကုန်နိုင်ဘူးညနော်ကဲဒါကတော့ကျွန်တော်ရမိတ်ဆွေတို့လာအိတ်မယ်ဆိုရင်ဒီလိုမျိုးတဲလေးတွေအဲ့ရမှာဖြစ်ပါတယ်ကဲအနီးနားလေးတော့ကြည့်ကြည့်မယ်ဗျာနော်အိမ်သာရှိတယ်ဗျအိတ်ခန်းရှိတယ်ဒါကတော့ထမင်းစားတဲ့နေရာပေါ့ဗျာနော်ဒီတဲကတော်တော်လေးကိုတီးတယ်ဗျာနော်ဟွတီးပြီမဲ့လဲလှတယ်ဗျာနော်ဟွတဲတလုံးနဲ့တလုံးကတော်တော်ဝေးတယ်ဗျဟိုးမှာတွေ့လားလာအိတ်တဲ့လူတွေပေါ့နော်ဟိုမှာ တဲ့ပေါ်မှာသူတို့ပြောတာဘင်္ဂလုမဟုတ်ဘူးဒါ home stay တဲ့လေကွင်းနေရတော့တကယ်ရှည်တကယ်ကြိုစရာကောင်းတယ်ဗျသူကလေကတိလေးတွေအရင်ကိုစိမ့်လန်းဆိုပြတယ်ဗျာတော့ဟိုဘက်မှာဆိုရင်သူတို့ပြောင်းပူးဆိုင်တဲ့နေရာနေကြတော့အဲ့လိုလေးတွေရှိတယ်ဗျကျွန်တော်တို့မြန်မာနိုင်ငံကရင်ကြတော့ဒီလိုထိုင်းကရင်နဲ့တိုးတဲ့ခါကျွန်တော်တို့နည်းနည်းရှောင်နေကြလို့တို့ကဘာဖြစ်လို့လဲဆိုတော့စကားချင်းကတိတ်မတူဘူးလေနော် ကျွန်တော်တို့ကကရင်လို့ပြောပေမဲ့စကားမပေါက်ရတာခက်တယ်ဗျာနော်ထိုင်းကင်နဲ့မြန်မာကရင်ကတချို့စကားတွေမှာတအတန်နဲ့စအတန်နဲ့မတူဘူးဗျာနော်အဲဒီလိုအတန်နဲ့မတူတဲ့အခါမှာစကားပြောဆိုရတာနည်းနည်းလေးအခက်တွေ့ရတယ်ဗျာနော်